်ချက်ကတော့ပြည်သူပါတီအနေနဲ့စစ်မှုတန်းအင်အားတိုးချဲ့ဖို့ဆိုတဲ့ကိစ္စကိုတလုံးတစ်ပါးကမှပြောခဲ့တာဖြစ်စကြောပါတီအလုတ်ဖွဲ့ရဲ့သဘောတူဆုံးဖြတ်ချက်လည်းမဟုတ်တယ်လို့စကြောပါတီကိုစားနိုင်ငံရေးပါတီများအစုအဖွဲ့ကိုစားတောင်းဆိုခြင်းဆွေးနွေးခြင်းလည်းမဟုတ် NSPNC နဲ့သဘောတူညီချက်အဖြစ်နဲ့ဆုံးဖြတ်တာလည်းမဟုတ်ဟောတော့ပထမအဆင့်ကတော့နိုင်ငံပိုင်မီဒီယာ နိုင်ငံပိုင်တည်င်းစာဆိုအင်မတန်တာဝန်ကြီးတယ်ဒီလိုမျိုးခင်အောင်ခင်မားနားလည်မှုလွဲမားမဲ့စာသားမျိုးအသုံးနှုတ်မျိုးဟာနိုင်ငံပိုင်တည်င်းစာကမဖြစ်သင့်ဘူးဟဲ့အားလုံးပဲသူသူကိုကြီးကတော့ပြန်လည်ရှင်းပြသွားပါတယ်သူပြောခဲ့တာမဟုတ်ဘူးပေါ့နော်ပြောခဲ့တာဟုတ်လားမဟုတ်လားဆိုတာကတော့တပိုင်းထားလိုက်ပါဦးလက်ရှိမှာကတော့စစ်တပ်ကနေပြီးတော့စစ်ခွေးအုပ်စုကထုတ်ပြန်ထားတဲ့အထဲမှာကတော့စစ်မှုရန်လူကြီးပို့ပြီးတော့တိုးကောက်ဖို့နဲ့နောက်တစ်ခုကတော့ PDF တွေလင်းဝင်ရောက်ဖို့ဥက္ကူကြီးတို့ဒေါက်တာအေးမောင်တို့ပြောခဲ့တာဆိုပြီးတော့ထုတ်ပြန်လိုက်တော့ပြည့်ရမှာဖြစ်ပါတယ်။ကျွန်တော်တို့ဆိုတာကလည်းဒီမျိုးစစ်ရှိရဲ့ပေါင်းဆောင်တွေကိုပြင်းထဲကလေးစားလျက်ရှိပါတယ်။ဒါပေမဲ့လည်းအခုလိုလုပ်ရတဲ့လှုပ်လာတဲ့ခါမှာတော့နည်းနည်းလေးတော့ဝေမှန်မှဖြစ်တော့မှာဖြစ်ပါတယ်။ဒီလိုမျိုးခဏခဏစစ်တပ်ကမင်းတို့ကိုခြနေတာ။အိုးရင်ထဲကခြနေတာ။ငါတို့မမွေးခင်ထဲကခြနေတာကွာ။မင်းတို့ကိုခြနေတာ။တက်တယ်လည်းမငဲတော့ဘူး။ငဲလည်းမငဲတော့ဘူး။ ီလောက်ဒီခဏခဏချခံရအောင်အခုဒီယုံကြည်ပြီးတော့သွားလုံနေတယ်ဆိုရဲအခုထက်ချခံရတော့မျက်ရည်နဲ့မျက်ခွက်ဒီတကချခံရတာ PDF တွေနဲ့မင်းတို့ကိုရန်တိုက်ပေးနေတာ PDF တွေလက်ထဲမှာကင်ထားတာပန်းနေမဟုတ်ဘူးအဲ့ဒါကိုသိဖို့လိုတယ်အေးသိလို့လဲအခုလိုမျိုးပြန်လဲရှင်းပြမှုချက်ချင်းလုံနေရတဲ့ဘဝတွေရောက်နေတာမလားအဲ့လိုမျိုးကောင်းနေနဲ့ဟိုမင်းတို့သွားပတ်တက်နေတယ်ဆိုတော့မင်းတို့တွေရဲ့လှုပ်ရှားမရှိဘူးလားလှုပ်ရှားမရှိရင်28ကအချိုးတွေကိုပြင်ထားပြီးတော့23ကလူငယ်တွေကိုအားပေးပါမအားပေးဘူးဆိုလည်းအိမ်ထဲမှာကိုယ့်ဘက်ကိုထိုင်နေကြပါ အဲ့လိုမထိုင်ဘူးဆိုရင်တော့အခုလိုပြဿနာတွေတက်လာတဲ့အခါကျရင်တော့ PDA ရဲ့လက်ထက်ကပန်းနေမုတ်တာတော့အားလုံးသိမှာဖြစ်ပါတယ်။အေးခုတော့တို့ပြန်ရှင်းရပြီ။အေးမောင်ဆိုလဲသွေးကြောင်ပြီးတော့ဘေးရှောင်နေတဲ့ဘဝကိုရောက်ကုန်ကြပြီ။အေးမောင်သွေးကြောင်ဘေးရှောင်တာကတော့မဟုတ်ဘူး။လက်ရှိမှာတော့မင်းတို့ကိုစစ်တပ်ကနေပြီးထိုးကျွေးနေတာ။အခုစပြီးတော့ပုံပေါင်းတွေကမင်းတို့ကိုထိုးကျွေးနေတာကိုအခုချိန်နေအမှတ်မရှိပူပေါင်းနေဦးမယ်ဆိုရင်တော့တေးကြပါဘီကအမုံစင်းရင်တွင်းခံမှာတော့တေးကြပါပဲ။ဒါကြောင့်နိုင်ငံရေးပေါင်းဆောင်ဥပဂွေကြီးတို့နေနေလဲကိုယ့်ရဲ့ဘုံတိတ်ခါနဲ့ ပေါ့ကိုအေးစစ်စစ်နေတာပို့ပြီးတော့ကောင်းမယ်လို့ထင်ပါတယ်မင်းတို့ဘလောက်ပဲညှိညှိဒီခေတ်လူငယ်တွေနဲ့မင်းတို့ရဲ့အတွေ့အကြုံမတူတော့ပါဘူးအတော်လေးကမှကွာနေပါပြီအတွေ့အကြုံတွေးတွေကွာနေလို့လဲမင်းအောင်နိုင်နေတဲ့အခုချိန်ထိလုံးဝကိုပုံကွာနေရတဲ့ဘဝရောက်နေတာနော်မင်းတို့အရင်တော့88ကအတွေ့အကြုံနဲ့လုံမဲ့ဆိုရင်တော်လန်ကြီးကတလနှစ်လသုံးလလနဲ့ပြီးသွားပြီသူမပြီးသေးတာမင်းအောင်တို့ကုန်းကွာနေတဲ့ဘဝကြီးရောက်နေတာဟာတော်လန်ကြီးကိုဝင်ရောက်ပေါက်ပေါက်ဝင်နေတဲ့လူငယ်မျိုးဆက်တစ်တည်းရဲ့စိတ်ဓာတ်တွေကြောင့်ဖြစ်နေတာဒါတွေကို ိတိကြီးနဲ့အခုလိုမျိုးစစ်တပ်ကိုသွားပြီးတော့မင်းတို့လည်းကုန်းမယ်ဆိုရင်တော့စစ်တပ်ကမင်းတို့ကိုပြောမှာပဲ21ရာစုကလူငယ်တွေပြင်းထန်တဲ့ကိုယ့်ရဲ့ဘဝတွေကိုစွန့်လွတ်ပြီးတော့ပြင်းထန်လေးချိန်ပြီးတော့စစ်ကောင်စီကိုတော်လှန်နေတဲ့အချိန်မှာမင်းတို့တွေကစစ်ကောင်စီနဲ့သူပွားပူးပေါင်းနေရဖြစ်တဲ့အတွက်စစ်ကောင်စီကပြန်ထိုးကြွေးလို့ခံရတဲ့အခါကျရင်တော့ဘဝတွေစိုးကုန်မယ်။အဲကြောင့်ပို့ပြီးတည်ထားဖို့လိုပါတယ်။လူငယ်တွေဘလောက်ထိယုံကန်နေရလဲဘလောက်ထိလေးချိန်နေရဆိုတော့အပြောတွေမဟုတ်ဘူးနော်။တကယ်လက်တွေ့ဘဝတွေ။ No, I don't take shit. I got no love for the fakeness. If you wanna play tough and wanna hate this, I'll always show up and make a statement. I don't ever slow up. No, I don't take shit. I got no love for the fakeness. If you wanna play tough and wanna hate this, I'll always show up and make a statement. Everything I do, so instinctive and so passionate. Every word I move, so descriptive like an adjective. I got a vendetta against people who patented being negative when you should be getting after it. I got facts over facts over tracks, this and that. Spitting slow, spitting fast. like a roast, like a gas. Think I'm okay at last, but I don't know if that can erase all the past and the pettiness. A reflection of the emptiness, hilarious. You think you're worth my time, you're delirious. Mysterious, because you are behind a fake exterior. Inferior, you know I'll always be a here get off of me အွန်လိုင်းမျိုးတွေအားလုံးပဲမင်္ဂလာပါလို့နှုတ်ခွန်းဆက်သားရင်းနဲ့ပဲကျွန်တော်ရဲ့ကိုကြက် Revolution Channel လေးကပြန်လည်ကြိုဆိုလိုက်ပါရစေ။ဗီဒီယိုလေးတွေကို reaction မလို့တွားပေးကြမှာတော့ယနေ့ဇန်နဝါရီလ26ရက်နေ့ အနည်းငယ်နေ့ရမနက်ပိုင်းအထိနောက်ဆုံးရရှိသတင်းချို့ကိုဖော်ပြပေးသွားမှာဖြစ်ပါတယ်။နောက်နေ့ပဲဖြစ်တဲ့အတွက်ဒေါ်လာမျိုးတွေအားလုံးပဲပြပွှင်နဲ့နားဆင်အောင်မှာဖြစ်ပါတယ်။နောက်ဆုံးအနေနဲ့ကတော့စစ်ကောင်စောင်းမြတ်က၎င်းတို့ရဲ့ကိုကျိုးစီပွားအတွက်နိုင်ငံတော်အာဏာကိုမတရားသဖြင့်အတင်းအဓမ္မသိမ်းယူထားဒီမှာနေ့မှာဆိုရင်တော့1456ရက်ပြီပြီဖြစ်ပါတယ်။မနိုင်ငံတော်ဝန်စစ်ကောင်စီကစစ်ခွေးတည်ဆုံးမှုစီရင်မှာတော့ရှမ်းပြည်နယ်စီဆိုင်မြို့နယ်မှာ80ကောင်ရှမ်းပြည်နယ်ပင်လောင်းမြို့နယ်မှာ၄ဦးလင်းဝင်ရောက်ပြီးတော့ ီသူတားကောင်းရည်နာ၄ဦးကတော့စင်မကောင်းစွင်းများစွာဖြင့်ကြာဆုံးခဲ့ရပါတယ်။အခွေးတိုင်း၆မြို့နယ်မှာ15ကောင်၊သကိုင်းတိုင်းမြင်းမြို့နယ်မှာ၄ကောင်၊အေယာဝတီတိုင်းရွှေတောင်ရံမြို့မှာ၂ကောင်နဲ့တနင်္သာရီတိုင်းဘုတ်ပြင်းမြို့နယ်မှာ၃လင်းဝင်ရောက်ကြောင်းသိရှိရပါတယ်။အဲတရက်တာအတွင်းစစ်ကောင်စီကစစ်ကွေးတည်ဆုံးမှုစင်ရင်းဒီမှာတော့အေယာဝတီတိုင်းနဲ့စတင်ပေါဝင်လာပြီဖြစ်ကြောင်းကိုသူသူဆန်းဆန်းတွေ့ရှိနေရဖြစ်ပါတယ်။ဘောင်းတုံးတရင်တဲ့ဘုတ်အနေနဲ့ကတော့ AI ရဲ့လက်နက်ကြီးချိမှန်ပြီးဗမော်မျိုးရှိစစ်ကောင်စီအမြောက်တက်လက်နက်ခဲယမ်းတူတောင်ယုံမီးလောင်ပောက်ခွဲကြောင်သိရှိရပါတယ်။ အမောင်မျိုးတိန်စစ်စင်ရင်ရပောင်း90ကျော်အတွင်းစစ်ကောင်စီရဲ့တန်ကြပ်ကာရင်ကိုကြီးကို AI နဲ့ပူပေါင်းတက်တွေကတိမ့်ပတ်ရရှိထားကြောင်းလည်းထုတ်ပြန်ခဲ့ပါတယ်။အချင်းပြည်နယ်ဗန်မော်ခြေဆိုင်အမြောက်တပ်အမတာ366တရင်ဌာနချုပ်ကိုအတွင်းမှာရှိတဲ့လက်နက်ခဲယံတူတော်ုံသည်အချင်းလွတ်လပ်ရေးတပ်မတော် KIA တိုက်ခိုက်မှုကြောင့်ဇန်နဝါရီလ25ရက်နေ့ညပိုင်းမှာတည်းကမီးလောင်ပေါက်ကွဲခဲ့ကြောင်းအချင်းစစ်ရေးသတင်းမြစ်ကဖော်ပြထားပါတယ်။ ရန်ရင်နှင့်ပူပေါင်းတများကမမောခြေဆိုင်စစ်ကောင်စီရဲ့အမှတ်နှစ်တစစ်စေးရေးကော်ကွဲဌာနမှုချုပ်စကခနှစ်တနည်းရှိတန်ချက်ကတရင်ကိုဇန်နဝါရီလ25ရက်ညနေပိုင်းမှာအပီးသက်ပိမ့်ပိုက်ခဲ့တာလို့သိရှိရပါတယ်။ထို့ပြင်တန်ချက်ကတရင်နဲ့တန်ချက်ကရင်၈စီစရကား၃စီစုစုပေါင်းရင်၉စီကိုလည်းတင်းစီရရှိထားကြောင်းတမန်ထုတ်ပြန်ထားပါတယ်။နောက်ထပ်သတင်းတစ်ပုဒ်ကတော့ရန်ကုန်တိုင်းရန်သတင်းဖြစ်ပါတယ်။ရန်ကုန်တိုင်းဒဂုံမြို့တိစိတ်ကမ်းမြို့နယ်မှာတော့တာမွေမြို့နယ်တို့တွင်စစ်မှုထမ်းရမည့်အမျိုးသမီးစည်ရင်းများကိုစတင်ကောက်ယူနေပြီဖြစ်ကြောင်း ဒေသခံပြည်သူများကပြောထားပါဗျ။ယခုရပိုင်းတွင်ဒဂုံမျိုးတစ်စိတ်ကျမ်းမျိုးနဲ့အမှတ်၉လေးရက်ကွတ်အုတ်ချုပ်ရည်မှုခင်မောင်စဉ်ကစစ်မှုထမ်းရန်ကြုံဝင်နေသောမျိုးသမီးစည်းများကိုစတင်လိုက်လံကောက်ယူနေကြောင်းဘုသူကောက်ယူရာတွင်စည်ရင်းသွင်းလိုက်သည့်နှင့်အိမ်တွင်ရှိနေရမည်ဖြစ်ပြီးပပြေးလျင်အောင်ချရည်ယူမှုလည်းပြောပြကြောင်းသိရှိရပါဗျ။ ။အုံကြီးခင်မောင်စင်းတဲ့ဖွဲ့ကတော့မျိုးသမီးစစ်မှုထမ်းစရင်စတင်ကောက်ယူနေပါပြီ။စရင်တွေလည်းထုတ်ပြန်ပြီးအထက်ကိုတင်ပြမယ်ပြောတယ်။အသက်18ကနေအသက်29နှစ်အတွင်းမျိုးသမီးစရင်ကောက်တယ်။အိမ်တော်ဦးစရင်မှာအငယ်ဆုံးသမီးတွေကအစစရင်ပါကုန်တယ်။မိဘတွေအကုန်ယူမီဝိုင်းနဲ့တောကပင်တွေဝင်နေကြပါပြီလို့တကုံမျိုးသစ်စိတ်ကမ်းမျိုးနဲ့မှပြည်သူတို့ကတော့ပြောထားပါတယ်။အုံကြီးခင်မောင်စင်းကတော့နာမည်ကြီးနေပါရဲ့နော်။အဲဒါကြောင့်လဲဒီဒီရဲ့လူငယ်တွေအောင်ဝင်ကြည်လိုက်ပါအောင်ဗျာ။နောက်တစ်သတင်းမှာတော့မန္တလေးကသတင်းဖြစ်ပါတယ်။မန္တလေးမြို့အေးမြသာဆန်မြို့နယ်22လမ်း80 90လမ်းမှာအောင်မြေမန္တလေးဘောလုံးကွင်းကက်လျက် အင်ကန်းပေါင်း100ကျော်နဲ့ဘာထူးကင်းပတ်ပတ်လည်းရှိဈေးဆိုင်ကန်း133ခန်းပေါင်းဝင်အင်ချီနဲ့စိုင်ကန်း150နီးပါးကိုအကြမ်းဖက်စစ်တပ်ကနိုင်ငံတော်ပိုင်မြေဖြစ်စိုင်းပုတ်ထောင်ပြီးလာရောက်ဖျက်ဆီးသွားကြောင်းဤသူများကဝမ်းနွဲ့စွာနဲ့ပြောထားတာကိုတွေ့ရှိရပါတယ်။သတင်းမှုကတော့အကြမ်းဖက်မင်းအောင်လှိုင်ကစစ်ကောင်စီကိုယခုလာမည့်ဇန်နဝါရီလကုန်တွင်6လတန်းတတ်မှန်တိုးမီဖြစ်ပြီးရွေးကောက်ပွဲကိုလည်း2026ခုနှစ်နစ်ဆန်းပန်းကိုပြောင်းရွှေ့ပြီးပြုလုပ်ရန်ဆွေးနွေးပြောကြားထားကြောင်းနေပြီးတော့အရင်းမြစ်ကသိရှိရပါတယ်။ဇန်နဝါရီလ31ရက်နေ့မှာတော့တန်တန်းကုန်မဲမင်းအောင်လှိုင်ကို ဓာကြီးသမရဖြစ်တဲ့မင်းအောင်လိုင်ကနေပြီးတော့ပြန်ပြီးတော့တက်တန်းတိုးပြီးမှဖြစ်ကြောင်းလည်းသိရှိထားရပါတယ်။ဂျမစီကောင်စီက2021ခုနှစ် FY တရက်နေ့အာနာသိမ့်ပြီးနောက်မှာတော့6လတက်တန်းတိုးခဲ့ပြီးယခုလမဲ့ဇန်နဝါရီလ31ရက်နေ့မှာတော့8ကြိမ်မြောက်ဖြစ်6လတက်တန်းထပ်တိုးသွားမှဖြစ်ကြောင်းသိရပါတယ်။လက်ရှိမှာတော့မင်းအောင်နိုင်ကခန့်အပ်ထားသောရွေးကောက်ပွဲကော်မရှင်ဥက္ကဋ္ဌဦးကိုကူမှလည်းကျမ်းမာရေးမကောင်းမှုသဖြင့်ကျမ်းမာရေးကောင်းတဲ့သည့်စောင့်နေရာကြောင်းဖြစ်ပြီးနောက်နှစ်မှာပြုလုပ်သွားမယ့်ရွေးကောက်ပွဲကိုတော့လည်းအားလုံးပူးပေါင်းပါဝင်ပေးကြပါလို့တောင်းဆိုထားတာလည်းတွေ့ရှိရတာကတော့ တကယ်ကိုဟာသဆန်ဆန်ကြီးစရာပေါ့တခုပါပဲဗျာရှိကြပါလို့ဟင်းနော်အခုလူငယ်တွေအားလုံးကိုပြင်ပထွက်ခွာခွင်ပိတ်ပင်ပြီးတော့ပြည်သူစစ်မှုထမ်းရမယ်ဆိုပြီးကမှဥပဒေတွေပြဋ္ဌာန်းလိုက်တယ်အဲ့ဒါဟာဘာကြောင့်လဲဆိုလို့ရှင်သူတို့ကပြောမှဆိုလို့ရှင်ဒါအကွက်တစ်ခုပဲပေါ့နော်ပြည်သူပြည်သူချင်းပြန်ပြီးတော့တိုက်ပြီးကမှသူတို့ကနေရာကောင်းယူဖို့အတွက် ီနေရာကမဆင်းဖို့အတွက်ဒါအကွက်ချလိုက်တာပဲဗျာနော်။အဲ့ဒါကိုပြည်သူတွေနားလဲသဘောပေါက်ဖို့လိုပါတယ်လို့နော်။အဓိကက ပြောမှသလိုရှင်ဘောမှစိတ်ဓာတ်မမွေးတဲ့ပုံကိုယ်တွေအနေအချင်းပြောမှဆိုလို့ရှင်နော်။ပြည်သူအများစုရဲ့ရင်ခွင်ကိုခိုလုံပြီးတော့ပြည်သူနဲ့အတူတကွအာနာရှင်ကိုတိုက်ထုတ်ဖို့ပြောလိုပါတယ်ပေါ့ဗျာနော်။အာနာရှင်ကိုအတူတကွတိုက်ထုတ်ဖို့ပြောလိုပါတယ်။ တို့မဟုတ်လို့ရှိရင်သူတို့လက်ထဲကိုသူတို့ကရအောင်ပအောင်ဆွဲပြီးခါမှာခမရတို့နဲ့နော်ပြည်သူပြည်သူချင်းကိုပြန်လဲပြီးတော့တိုက်ကွက်ဆင်နေတဲ့အနေထားပါလို့နော်ပြည်သူပြည်သူချင်းကိုပြန်လဲတိုက်ကွက်ဆင်နေတဲ့အနေထားပါသူတို့လက်ရင်းပေါ့နော်သူတို့လက်ရင်းတပိတာဝကတွေကဘေးကိုရှောင်ထွက်ပြီးတော့ခုလိုအစီအမံစစ်မှုထမ်းရမယ်စစ်မှုထမ်းအစ်စ်တွေနဲ့ပြည်သူတွေပြန်ပြီးတော့ တိုက်ထုတ်ဖို့အတွက်သူတို့ကအကွက်တွေဆင်းနေတာပါလို့အမ် MMDA ဖွဲ့တွေကလာရှိုကနေစုတ်မယ်အဲ့လိုပေါ့ပြစ်ခတ်ရဲစဲပြီးဘာညာတရင်မှာကြောညာပြီးမယ်တရင်ဆိုရဲလိုင်းပေါ်မှာပါတရားဝင်မဟုတ်ပါဘူးအဲ့လိုကြောညာပြီးမယ်လေ MMD အဲဘုံမကြီးတော့သိနေပြီနော်အေးအဖွဲတွေကလေအမ်မိုင်းကင်မြောက်ချမ်းမိုင်းရဲလဲချာအဲအဲ့ဘက်တွေကိုဆင်းလာပြီးတော့ SSPP uniform တွေ လဲဝစ်တာကိုဒေတာခန်တွေပေါ်တင်မဲ့လဲဝစ်တာပေါ့နော်အဲ့ဒါကိုဒေတာခန်တွေကမြင်လို့တရင်ပေးပို့လာပါတယ်ဝါကလည်းပေါင်းလာတယ်လို့ပြောပါတယ်အဲ့ဒါကိုကြည်ကြည်အဖြစ်သူတို့တွေကပြန်တိုက်မဲ့သဘောရှိတယ်အပြစ်ခက်ရဲစဲတွေကလိုင်းပေါ်မှာပဲနေမှာပြီးမြန်မာပြည်ရဲ့နိုင်ငံရေးကလေပြည်သူလူထုမပါဝင်တော့ရတိုင်းပြည်ကအေးချမ်းပြီဘာကြောင့်လဲဆိုတော့ပြည်သူလူထုကဆင့်ဟာခွေးမျောဆိုတဲ့ဝါရိုက်ကြီးစိုးနေတဲ့ကွန်တုံးအဆင့်လောက်ရှိတဲ့နိုင်ငံရေးသမားလက်နက်ကိုင်တွေကိုအရန်အထင်ကြီးလေးစားခဲ့ကြလို့အခုလိုမျိုးဖြစ်ရတာပေါ့နော်။ကြည့်ကျွန်တို့သိမလား။ ဟောပြောနင်တို့ပါဇက်တွေကဘလို့ပဲပြောနေပြောနေတေးကြတာတခုကတော့ပီသူဆိုတဲ့အရာအသူတွေဘက်မှာရှိနေလဲဆိုတာဘောမာတွေသိနေပါပြီထင်ကြီးတဲ့ပုတ်ကူနဲ့သူ့သမီးဟာလေလေကွန်တုံဘွားလာပြီးတော့တခင်ကြီးတွေမြောက်စားလို့တောက်ကြွားခဲ့ကြတာဖေဖြစ်သူကိုလေဂျပန်ကအရင်ဆိုတယ်ပြီးတော့အင်္ဂလိပ်ကဆွတ်တယ်သမီးကိုအနောက်အုပ်စုနဲ့မှုမှုအုပ်စုတွေကကွန်တုံလို့သတ်မှတ်ပြီးဆွတ်တယ်သိလားအဲအခုဆိုရင်တော့ဘောမာတယောက်ကတော့အလုံးလေးစားတဲ့မာဘီရဲ့လွတ်လပ်ရေးဖခင်ကြီးလို့တင်စားထားတဲ့ဘူဂျော့အောင်ဆန်းနဲ့ ိုကျုံဆိုင်သမီးဖြစ်သူမေစုတို့ကိုအခုလိုမျိုးတိုက်ရိုက်ပြောဆိုနေရဖြစ်ပါလေ။ဒါမဲ့ဒါရီယာဗီဒီယိုရီကော့လေးပါပဲ။တော်တော်စမှာအပြုံးမပြတ်ပဲနဲ့သူတို့ဘာဒီတော့နိုင်မလဲဆိုတာကိုစောင့်ကြည့်ရမှာဖြစ်ပြီးတော့သူတို့အနေနဲ့စကားပြောတဲ့အခါမှာစာချရေးပြီးပြောရတဲ့နေသားတွေပါ။ဒါဟာဘောမအောင်တော့လို့ခေါ်ပါလေ။မေစုနဲ့ဗိုလ်ချုပ်အောင်ဆန်းတို့ကိုသူတို့တွေအခုလိုပြောနေတော့ကြီးကြီးအဖြစ်မြန်မာနိုင်ငံမှာဘလုံဥဆော့ရဲ့အမျိုးတွေအများကြီးကြံခဲ့တော့တွေ့ရမှာဖြစ်ပါတယ်။ဘလုံဥဆော့ရဲ့အမျိုးရင်းတွေကိုဖယ်ထားလိုက်အောင်နော်။ ဘလုံဥစော့ရဲ့ဘောမတဲ့မျိုးတွေအများကြီးကြံခဲ့တာအခုခေတ်မှာအဖြည့်ဖြည့်နဲ့ပေါ်လာတာပါဒါမင်းရောင်လိုင်းရဲ့ခေတ်မှာပေါ်လာတာဖြစ်ပါလေဒီလိုပေါ်လာတဲ့လူတွေကိုကျွန်တော်တို့တွေမျက်နာတွေကိုသိချမှတ်ရပါမယ်ကိုယ့်ရဲ့ပတ်ဝန်းကျင်မှာတကယ်လူများဘောမတွေရှိခဲ့မယ်ဆိုရင်လဲကျွန်တော်တို့စီကိုကျွန်တော်ရဲ့အီးမေးလ်နဲ့ဆင့်လမ်းပြီးတော့ပေးပို့လို့ရပါတယ်အပုံဖြစ်စီဗီဒီယိုဖြစ်စီဒါမှမဟုတ်အကြောင်းအရာတစ်ခုဖြစ်စီအီးမေးလ်ကနေပြီးတော့အချိန်မရွေးပေးပို့နိုင်တဲ့အကြောင်းလေဒီနေရာလေးကအမှန်ပြောဆိုလိုက်ပါတယ် မြန်မာပြည်သူလူထုကလည်းကိုနှုံးအဆင့်လောက်ကိုအားကိုးတွယ်တာမူလို့တတိုင်းပြည်လုံးဖာပေါ်အောင်ရောက်တော့မလို့ကံကောင်းတယ်မက်ကိုဘွားနိုင်ငံတကာဘုံကြုံဟုတ်နေပြီလားမဟုတ်ဘူးလားကြည့်ဖို့လို့လည်းတိအောင်လုပ်ကြပါကို့အလုပ်ကိုကိုလုပ်ရမှာလေကို့ထမင်းကိုရှာစားရမှာကို့အလုပ်ပဲကို့အလုပ်ကိုမသိတဲ့နိုင်ငံရေးကိစ္စရဝင်ပါမနေနဲ့တော့တိုင်းပြည်ကဘာဖြစ်နေလဲဆိုဘေးကနေမြင်အောင်ကြည့်နော်ပြည်သူလူထုရဲ့အကျိုးစီးပွားကဘာလဲဆိုတာကိုမြင်လာလိမ့်မယ် ရှင်တို့တွေလေတိုင်းပြည်ကောင်းစားဖို့ဘလို့နိုင်ငံရေးသမားတွေကိုမဲပေးရေးချယ်ရမလဲဆိုတာပြင်ဆင်ထားဖို့လိုနေပြီခုကလေအောက်တန်းစားအချောင်နေအချောင်စားတွေကိုထပ်ပြီးတော့မရွေးချယ်နေတော့တိုင်းပြည်ငြိမ်းချမ်းအောင်ဖွံ့ဖြိုးတိုးတက်အောင်ပြည်သူလူထုကျန်းမာရေးအလုတ်ကင်ခွင်လန်းအခြေခံရပိုင်ခွင့်တွေကိုဘလို့ကာကွယ်စောက်ရှောက်ပေးမယ်လဲဆိုရက်ပေးနိုင်မလဲပေါ့နော်အဲ့လိုအလုတ်လုတ်မဲ့နိုင်ငံရေးသမားတွေကိုရွေးချယ်ဖို့လိုတယ်အခုလိုမျိုးတရောင်းစားတွေခွက်ခောက်တွေခွက်လူတဲ့ပြည်သူလူထုက ไอ้ขวัญหลุได้กองนี่ย้วยเฉยมุโลอะคุโลบัวยောက်ได้คาไอ้หลุกองนี่ส่นเป็ดไล่တော့ลงมาย้วยเฉยเนี่ยတော့เนาะสะขวัญหลุแม่ปวยอ่ะยัดตัวเลยมั้ยไอ้คาจายอะคุတော့จုံตะมะดุขข์อันใต้ขันมีอะชิเตียวอูเมียนออจี้ปอเนาะเอ๊ะอะชิเตียวอูเมียนออจี้ပြီးတော့သူ့အနေနဲ့ကတော့ပြည်သူတွေကနေပြီးတော့ကောင်းလိုက်ဘက်မှာပါဝင်နေတာကိုသိရှိလာပြီးဖြစ်တဲ့အတွက်အခုလိုမျိုးတွေပြည်သူတွေပါဝင်မှုကိုလုံးဝကြောက်လန့်တုန်လှုပ်နေတဲ့ဘောမာတွေတစ်သက်ရဲ့ဘောဖြစ်ပါတယ်ဘောမာတွေဘောကလည်း ။ဘာပြောပြောစာဖတ်ပြီးစာကြည့်မှပြောနိုင်တဲ့အရေးချင်းအုံတော်ပဲရှိတာကိုလည်းဒီဗီဒီယိုတွေကတက်သေးပါဗျာ။အားလုံးပဲဒီဗီဒီယိုလေးမှာတွေ့ရမယ့်အကြောင်းအရာလေးကတော့စစ်ကောင်စီရဲ့ငရဲခန်းကနေပြီးတော့ရောက်အောင်ရုံးထွက်လာတဲ့သူပြောရဲ။ interview ပြောထားလေးဖြစ်ပါတယ်။အားလုံးပဲကြည့်ရသေးတဲ့မျိုးတွေအတွက်ကျွန်တော်ကိုပြလိုက်ပါတယ်။ကျွန်တော်တို့အားပေးတော်လေးရပါတယ်ဗျာ။ရအောင်လူကြီးတွေပေါ့နော်အပေါ်မှာစစ်တပ်ကိုင်းကလူကြီးပိုင်းတွေလာလာရှိလာနောက်ပြီးတော့ညီတို့တင်းနှဆင်းရင်ဘယ်လိုတောင်းပေးမယ်ဘာတွေပဲလုပ်ရမယ်ဆိုပြီးတော့အဲ့လိုမျိုးပြောတာတွေရောရှိလာတယ်ရှိရပြားလို့တော့ဟာ ော်သင်္တန်းကလာမှလည်းလာသူကြီးလာတိုင်းမှုကလာရလေပြောတိုင်းမှုကလာရပြီးတော့ကျွန်တော်တို့သင်္တန်းဆင်းရင်ကျွန်တော်တို့က6ရက်9ရက်မှတောင်းထမ်းဆောင်ရမယ်တဲ့အဲ့လိုလည်းပြောတယ်ပြီးတော့သင်္တန်းဆင်းပြီးတော့သူစကားမှမမှောက်ဘူးကိုယ်ကဒါဝိကြီးကြီးပဲအတင်နဲ့ဟောတင်နဲ့ပြင်ဦးမှာစစ်မှုထမ်းအောင်ညတို့ဘလောက်ဘလောက်ပဲလောက်ရမယ်ဘလောက်မလောက်ရအောင်ဆိုတဲ့ဟာမျိုးနဲ့ဟိုစာချုပ်ချုပ်တာတွေရောရှိလားနှစ်ဘလောက်နှစ်ကန့်သက်ပေါ့နော်အဲ့လိုရှိရပြအနေနဲ့ကောနှစ်နှစ်သက်တမ်းကျွန်တော်ကစာချုပ်နဲ့လောရတာကြအဖြစ်မနေဘူးအဖြစ်မနေဘူးဟုတ် အဲ့တော့ခုတော့ပြောတဲ့အချိန်မှာညီလေးကဘောနောတင်တန်းဆင်းတော့အဝေးကိုပို့လိုက်တယ်ဆိုတော့ညီလေးကဘက်တက်ကိုရောက်သွားတယ်တင်တန်းဆင်းတဲ့အချိန်မှာကျွန်တော်ကခါလာနဲ့သုံးလုံးပြတားပြင်ရတော့တင်တန်းဆင်းပြီးရောက်လာကလေးမျိုး80ကိုတင်ရောက်သွားတာအေးဘောမာတွေကတော့မပြောတော့ပါဘူးပြည်သူတွေအနေနဲ့ပဲဒီဗီဒီယိုလေးကိုကြည့်တာနဲ့ကိုယ့်ရဲ့သားသမီးတွေနော်တစ်ထဲကနေပြီးတော့စစ်ကောင်စီကနေပြီးတော့သွက်ခေါ်သွားတဲ့အခါပါဝါပြီးတဲ့အခါမှာတော့နှစ်နှစ်တင်တန်းတက်တင်တန်းတပြွားရင်ကိုယ့်ရဲ့ရိပ်ရွာလုံခြုံရေးအတွက်ဆိုပြီးတော့ချပေးမယ်ဆိုပြီးတော့ပြောနေတာဟာတကယ်တော့လိန်ညာနေတာဆိုတာ သတင်းတွေကတကယ်ကိုအမှန်ပေါ်ပြနေရဖြစ်ပါတယ်။အညီလေးရဲ့မိခင်တန်ရင်ကကြတော့ဒီခလာရ222ပေါ့နော်ဒီဟိုမလင်းကတက်ကိုရောက်တယ်။အဲ့တော့ညီလေးဟိုပေါ့နော်ဒီနေပြည်တော်ကနေတော့ဒီဟိုမလင်းကိုအခု89ကိုပို့တယ်ဆိုလဲကြားတယ်ပေါ့နော်ကလေးမျိုးက89ကိုပို့တယ်ဆိုတော့ဘယ်လိုပုံစံနေနဲ့ပို့ကြတယ်ညီလေးတို့ကျွန်တော်ကတနန်းစင်းတဲ့ရကြောစကားကြီးရောက်လာစကားကြီးဆက်နှစ်စီးရောက်ရောက်လာအစကားကြီးနဲ့တက်ပြီးတော့တူအတူရောဆိုတွဲပြီးတော့ပို့ပါကျွန်တော်ကတော့အီလာအီလာလေးစီးကိုကျွန်တော်သွားရတယ်အီလာလေးစီးကမှတစ်ဆင့်လေးမြန်နဲ့ကျွန်တော်တို့ကလေးမျိုးရောက်လာတာ ်အော်လေးမြန်ပေါ့နော်ရဟတ်ရင်မဟုတ်ဘူးနေတော့ကလေးကိုပို့တဲ့ချိန်မှာအီလာကနေတော့ပေါ့ပို့တဲ့ချိန်ပေါ့လေခင်ဗျအချိန်တော့နေတော့ညီတော်ကတန်းဆာဆင်းနေဆိုတော့ဟိုတစ်တာလေးဘာလေးညာလေးအကုန်လုံးအဲ့လိုမျိုးနဲ့ရောက်လာတဲ့ပုံမျိုးလားဟုတ်တယ်ဟုတ်တယ်ထုတ်ပို့အဲ့လိုမျိုးထုတ်ပို့ပို့တွေပေါ့နော်อืมတန်းနန်းသားတွေထဲမှာရောအိမ်ကောင်းတွေရှိကြလားညီတို့နဲ့တူတက်တက်ထမ်းမှာအိမ်ကောင်းတွေပေါ့လူပြုံမဟုတ်ပဲနဲ့ရှိရရှိရဗျာဟုတ်တို့တွေကြတော့မီတာစုတွေပါလာဘလို့ဖြစ်လဲတို့တွေကြတော့နောက်ဒီခေါ်လို့မြောက်တန်းတန်းတန်းဆင်းမဲ့တရလိုမှာလာမီတာစုလာတွေ့လို့ရတယ်တက်ကြအောင်လေတွေ့ရနော်နောက်တန်းဆင်းမဲ့ရကြတော့တို့ တွေ့ရနော်မင်းတို့ကောင်တွေကိုတခါပဲတွေ့ခွင့်ပေးမှာသူတို့ကပြီးသွားရင်ကိုဟါကိုဒိုးတော့ငါတို့ကာကွယ်ဖို့ပဲလုပ်တော့ဆိုတဲ့အနေထားကိုလုပ်မှာမျိုးဘောကဒီဘောစီလုံနေတဲ့လူငယ်လေးလဲဒီတရားတွေရတင်ပြီနော်သူ့ကမရှိတော့ဆိုရောငါတို့မှလမတို့တို့မရအောင်တို့တရင်တို့မိခင်တရင်ရအောင်နော်ခေါ်ရင်ခေါ်လို့ရရတယ်ပြောရမယ်ဆိုတော့တော့ကွဲအောင်တော့မသိကျွန်တော်ရတော့ဟာအဲ့တော့ညနေခင်းပေါ်တယ်မှာရှလင်းမျိုးက89ရောက်တယ်ရောက်တဲ့အချိန်ကနေတော့မိခင်တရင်ဖြစ်တယ်ဗောနော်ဒီ home link ရောရောက်ခဲ့လာဘလို့ဘလို့နေဆက်ပြီးဖြစ်ကြတယ်ပြောပြပါဦး နော်မိခင်တရင်ဖြစ်တဲ့ homeland တော့မရောက်ခဲ့ဘူးဗျနော်ကလေးမျိုးကလေးမျိုးကမှတစင်ဟာခါ homeland မျိုးရဲ့ရှေ့တန်းအစ်မမျိုးတဲ့ဟာခါမျိုးသွားရတယ်ဟာခါမျိုးကမှတစင်တော့ဖြစ်ပြလာတာဟောအဲ့တော့ညီတို့ကလေးမှာဘယ်လောက်ကြာခဲ့လဲညီကလေးမှာတော့၃လကြာခဲ့တယ်ကြောင်းလားအ၃လတွင်ကြာတော့ညီတို့ဘာတာဝန်တွေပေးကြတယ်ဘာတွေလုပ်ရလဲညီတို့တာဝန်ပေးတယ်ဆိုတော့ဟိုမျိုးလုံးညုံရင်ပဲယူရကြာမှာအမျိုးလုံးညုံရင်မှာကြာတော့ညီတို့ဒီဒီပြည်သူစစ်မှုတန်းအဖွဲ့တွေနဲ့ပဲလာဒါပြင်အခြားသောဘာတွေပါသေးလဲ အခြားသောတက်ကဖွဲ့လာပူစောတိတိလာအဲ့လိုဘလို့လှုပ်တွဲပြီးလှုပ်ကြရလေကျွန်တော်တို့ကကျွန်တော်တို့ပါစာပါစာရင်လည်းအပြုစမှုတန်းနေနဲ့တို့တန်တည်နေပေါ့တွဲပြီးလှောရတာတက်ချက်တင်နေအော်တွဲပြီးလှောရတာအဲ့တော့ညီကလေးမျိုးမှာတိုက်ပွဲတွေပါကြီးဖြစ်တာကြုံခဲ့လားမကြုံဘူးပြည့်ကျွန်တော်ကတော့ပြီးတော့ညီပြောတာကလေးကနေတော့ဒီဟာခါကိုညီတို့ပို့တယ်ဆိုတော့ဘလို့ဆက်ပြီးတော့သွားရတယ်ကလေးကနေတော့ဟာခါကြတော့ဟာခါကျွန်တော်ကရဟန်းနဲ့ပို့ပါကြအော်ရဟန်းနဲ့ပို့တာဟုတ်ရဟန်းနဲ့သွားတာ ပို့တော့ညီတို့ဟာခါမှာကြာတော့ညီတို့ဘယ်လိုလာကြိုးတာလဲဟာမှာတွေ့ရဗျာဟာခါမှာကျွန်တော်ဗျူအတိုင်မှုနဲ့တွေ့ခဲ့တယ်တိုင်မှုနဲ့တွေ့ပြီးတော့လောက်ခဲ့ရကျွန်တော်တို့ဗျူဝမှုနဲ့လည်းစကားပြောခဲ့ရပါတယ်တိုင်မှုနဲ့ပြောရကျွန်တော်မှာဒါပြီးတွေ့ရကျွန်တော်တို့အော်အဲအဲ့တော့တို့ရောညီတို့ဘာတွေပြောကြလဲကျွန်တော်ပြောတော့နည်းနည်းမျိုးကနည်းနည်းပဲတဲ့နည်းနည်းပြင်းနဲ့ပြန်มาတဲ့အဲပြောရပြောနည်းနည်းပြင်းနဲ့ဗာထပ်ထပ်ဆက်အဝင်ဆက်ထမ်းအောင်မလာပါလားမြည်ကျွန်တော်တို့တော့မထမ်းဘူးလို့မထမ်းဘူးလားအဲ့တော့ညီတို့ကလေးကိုကလေးကနေတော့ဟာခါပူတာကြာတော့ညီတို့အဲ့လိုမျိုးပတ်စာတွေကြာတော့ဘယ်နှစ်ယောက်လောက်ပါလဲ 52ယောက်ဗျ52ယောက်အဲ့ဒါတွေရောအကုန်လုံးညီလေးတို့တက်ပဲလားဒါပေမဲ့ဘယ်တက်တွေရောက်တာလဲရှိသေးတယ်တော့တက်တွေကြီးပဲဟိုကတော့ပူရတော့နောက်တက်ကြီးပူရနှလုံးသားကြီးပဲအော်ဟိုအဲ့ဒီဟာခတ်မှရှိတယ်ဗောနော်266တို့ဘာလို့ရောရောက်တာလဲရှိလားပါစာတွေရနှဆဆတွေပါရတော့အရင်ကအရင်တော့လည်းအရင်ကြိုးသွားတာသူကတော့အော်ကြိုးပြီးတော့သွားတာဟမ်အဲ့တော့ဟာခတ်ရောက်တော့ညီလေးအတွေ့အကြုံတွေပါရှိတယ်တိုက်ပွဲတွေရောဖြစ်လာညီတို့ဘယ်လိုတွေကြုံခဲ့ရလဲဘယ်လိုတွေနေထိုင်ခဲ့ရလဲဟာဟာခတ်မှကျွန်တော်ရောက်ရှင်တော့တော့တိုင်မှုနဲ့တွဲပြီးတော့ညို့လုံးညို့ကြီးပကင်းထွက်ရတယ်ဟာခတ်မှလည်း င်းထွက်တယ်ပြီးတော့စေအောင်ဆန်စေအောင်မှာတို့စစ်သားတွေရန်ရစစ်သားတွေကျွန်တော်ကစူးစူးဆောင်ကြရအောင်မှာကကျွန်တော်ကျွန်တော်တောင်းပြောပါစူးဆောင်ကြတယ်ပြီးတော့လွတ်တော်မှာလုံးညွှန်းယူပေးရတယ်နောက်ဆုံးကျွန်တော်တင်ညာကုန်းထန်တန်ဟားမှာဆားကားမှာတင်ညာကုန်းမှာကျွန်တော်တောင်းရတယ်တင်ညာကုန်းတော့ဖြစ်တော့ကျွန်တော်ကမဖြစ်မဖြစ်ခင်ပြေးလာကျွန်တော်ကဟောအမအောင်ညီတို့ဒီအခမနေတဲ့အချိန်မှာလူတွေဖမ်းတာတို့ဘာလို့ညာတို့ရှိသေးလာညီတို့အမဒါမှမဟုတ်လည်းဖမ်းထားပြီးသားလူတွေတို့တွေ့တာတို့ အဲ့တော့ပြီးတော့ဘောနော်ဥပမာဟိုဟိုရိုင်းနဲ့နှိပ်ဆက်တာတို့တမမုံလည်းတက်ပစ်တာတို့အဲ့လိုမျိုးအခြေအနေတွေရောညီတို့ကြုံတွေ့ခဲ့တာရှိလားဒီအရှေ့အဖွဲ့တွေပဲဖြစ်ဖြစ်ဘောနော်မျိုးတက်ကရောက်ပြီးသားလူတွေကအော်အဲ့လိုမျိုးတော့မရှိဘူးကဲတော့အထရာအလုံးနဲ့သုံးလုံးတက်ကတယောက်ကတော့ထွက်ပြေးရဲ့ဗျ